တာပါ။ TVU မြင်တန်ကြားရဲ့ညနေ9:00နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံရဲ့သတင်းတွေ၊ကမ္ဘာသတင်းတွေနဲ့အတူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်။ကရင်မျိုးသားစီယုံ KNU တက်မဟာ၃နယ်မြေညောင်လေးပင်ခလဲလွီထူခရိုင်ကြောက်ကြီးမြို့နယ်မှာဧပြီလ9ရက်နေ့ညနေ3နာရီခွဲလောက်ကမိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းနယ်လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့လို့ KNU ကထုတ်ပြန်ထားပါဗျာ။ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်ထိုက်ထူကျေးရွာစာတင်ကြောင်အမိုးတွေလန်ထွက်ပျက်စီးခဲ့တဲ့အပြင်စောမောင်ဟဲစောပလေဘလော့နော်ဝင်းကြီးစောလာရဲတို့နေအိမ်လေးလုံးနဲ့စပတ်ကြီးတလုံးထိခိုက်ပျက်စီးခဲ့ပြီးစပားအိတ်20နီးပါးထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်လက်ရှိမှာလဲစက်ကောင်စီကအရတားပြည်သူတွေနေထိုင်ရာကြေးရွာတွေအတွင်းကိုရွေကျက်ရှိရှိလက်နက်ကြီးတွေဒရုန်းတွေလေယာဉ်တွေနဲ့နေတိုင်းလိုလိုပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့လည်းသိရပါပါတယ်ရှင်။ လေးတန်းတင်းနယ်မန္တလေးမှာတကယ်ဒုက္ခရောက်နေတဲ့သူတွေစီကိုအကူအညီတွေရောက်ဖို့အလှရှင်တွေအနေနဲ့မြေပြင်ကွင်းဆင်းပြီးမှအထီးထီးမိမိလှူဒန်းဖို့လူမှုကွန်ရက်ရဲ့အသင်းတွေနဲ့ပရာဟိတအဖွဲ့တွေကတိုက်တွန်းထားပါတယ်။အောင်ခန့်တင်ပြပို့ထားပါတယ်ရှင်။စကိုင်းတိုင်းကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်မန္တလေးမြို့နယ်ခုနှစ်မြို့နယ်ကနေအိမ်ဆောက်ဦးတွေထိခိုက်ပျက်စီးခဲ့ပါတယ်။ မြင်းလင်းလုခတ်မှုကြောင့်တေဆုံးသူ2988ယောက်ရှိခဲ့ပြီးနေအဆောက်ဦး4422လုံးထိခိုက်ပျက်စီးခဲ့ပါတယ်ဆက်လက်ပြီးရှင်းလင်းရေးတွေလှုပ်ဆောင်နေပါတယ်တနေကတနေကပတ်ပြီးတောင်းတဲ့လူကတက်အရာမဝရှိသေးတကယ်လူတွေကတကယ်ပြူအင်းတကယ်ပြူရတယ်တကယ်ဒုက္ခရောက်နေလူကမကြည့်တော့တဲ့သူသူ့အခြေကိုမဟုတ်သာပြီးတော့သူ့အိမ်နဲ့သူ့လူတို့ဘဝကိုမလို့တက်ပေါ်ရမလဲဆိုတော့ထန်ဆင်းသွားတာ ဆိုင်ဆင်းလာနေတဲ့မှာကြာကိုလာလူလည်းလမ်းပေါ်မှာဘာလိုက်တန်းလူလည်းအဲ့ဒါမဖိုင်တဲ့လူတန်းလို့ပြောကြတယ်ဒါပြချက်နဲ့ငါတို့ဒီမှာနေပြီးကြည့်ပြီးအော်ငါ့ဘဝကဘယ်လိုဆက်သွားမလဲငါအိမ်ကြည့်ရင်ငါတို့ပြန်ပြီးဆောင်နေဆိုတော့အဒီမျိုးတွေတော့ကပေါင်းဆုံးနဲ့ဒီသားမှုတွေထားပြီးတော့ဝမ်းနေနေပြီးကြည့်ခွားနေတယ်ကြောင်းနဲ့တော့တော့ငါမပြောနိုင်ဘူးလိုအပ်တဲ့လူတွေဒီနေ့ကအောက်ခုဒါနဲ့အားရပါရတော့လာပြီးကြတယ် တကယ်လို့အမရဲ့အိမ်ကြီးကိုအောက်ဘူးနော်မဆောင်နဲ့လည်းလိုက်တန်းနဲ့လိုက်ယူတယ်မဖြစ်တဲ့ဟာလေနော်ညာကြီးလူရှင်တွေအနေနဲ့လူအပ်တဲ့နေရာတွေမရောက်ခွဲလူတန်းနေတာတွေကြောင်းထီထီရရောက်လူတန်းစီခြင်းတယ်လို့မြေပြင်မှာပရိုက်တာလှုပ်ဆောင်နေသူတွေကတိုက်တွန်းထားပါတယ်ဒုက္ခကတော့လူတိုင်းရောက်ကြတာပဲဒုက္ခတွေမှာမှာကြီးမားစွာဒုက္ခရောက်တာတော့အိမ်ကျိုးအိမ်ပြက်လူသေးအိုးအိမ်ဆုံးဆုံးတဲ့လူတွေကပို့ပြီးတော့ဒုက္ခရောက်တာပေါ့လေနော် အခုအဲ့တော့ အလူရှင်တွေများစွာလာတဲ့အလူရှင်တွေလာကြတယ်လာကြတယ်ကျမကတော့မြေရင်ဆင်းနေတဲ့သူဆိုတော့ကြီးနေရတာပေါ့ဘာမှမရလဲဆိုတော့မလိုအပ်တဲ့သူတွေပါဒီအလူငွေတွေကိုရနေတာပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့အဲလိုအပ်နေတဲ့နေရာတွေမှာခရီးရောက်လူကန်းစေခြင်းနဲ့လို့ပဲပြောချင်ပါတယ်နော်မြင်နေရတာလေမြင်နေရတော့အဲအများကြီးမပြောချင်ဘူးတကယ်ကိုလိုအပ်တဲ့နေရာတွေမှာကျတော့မရောက်နဲ့မလိုအပ်တဲ့နေရာတွေပြုတ်ပြသွားတဲ့အိမ်ကနေအိမ်သုံးအိမ်ပဲရှိတယ် အဲကျန်တဲ့၄၉ခုနဲ့အိမ်ရလဲလာပြီးတန်းစီနေရပဲဒါကြီးတွေကိုလည်းနှူးနေတာကြီးကြတော့အဆင်မပြေဘူးပေါ့အဆင်မပြေဘူးဆိုတော့တကယ်ကိုပြောင်းမှုတွေနဲတာပေါ့လေဒီမှာပြောတာအိမ်ပြက်တဲ့ပြက်ပြက်သွားတဲ့အိမ်ကိုပုံတင်ပေးလိုက်စံပေါ်မှုမများအိမ်ဆောက်ပေးလိုက်ဒါမျိုးတွေဆိုရင်တော့အဲပို့ပြီးတော့ပြင့်တော်မလားလို့ဒီမှာကတော့အဲမိကြီးကပေါ့လေနော် သွားတဲ့အိမ်ကြီးတွေပေါ့လူရှင်တွေအနေနဲ့သက်ဆိုင်ရာအာဏာပိုင်ပွဲစည်းတွေနဲ့မြေပြင်စင်းကောက်ယူပြီးထိထိမိမိလူစေခြင်းတွေလို့လူမှုပရေးအသင်းတွေကပြောပါတယ်ကျွန်တော်သွားပြီးကျွန်တော်မလို့တဲ့လူကိုမြေပြင်စင်းမှုကမအားလို့သိနေတော့ဟိုခုကကပြန်လာဒီကောင်လေးတားလာရောက်သွားပြီဟိုလိုဓာတ်ပေါ်ကြီးပါထုတ်တဲ့ပန်းပြီးသွားတော့ပြေသေးရပြီးသွားပြီဒါနဲ့ဒီကောင်လေးတားလာရောက်သွားပြီဆိုတော့ကျွန်တော်တော်တော်များများကငွေပဲလိုရတာလေလူရှင်တွေအနေနဲ့ဟိုသက်ဆိုင်ရာလက်ရှိပေါ်မှာမြေပေါ်မှာ အနာဘက်ရောက်နေတဲ့ဖွဲ့စည်းရေးနဲ့နားနေတော့ဖြည်းဖြည်းလေးလေးပဲလှူနေကြတာဟုတ်ကဲ့တော့တစ်ခေါက်မစတစ်ခေါက်တစ်ခေါက်မရရတစ်ခေါက်မနှစ်ခေါက်ရတော့တပေါင်းရတပေါင်းတပေါင်းရနှစ်ပေါင်းပေါ့တကယ်ဖြစ်ပြတဲ့အိမ်တွေကိုစင်ရင်ကောက်ရင်းရင်းစင်စင်ရင်ကောက်စင်ရင်ကောက်တဲ့နေရာမှာဒါတော့တဲ့ကောင်ကဒါငါမျိုးမို့လို့လို့ဒါငါအဖေမျိုးလို့ဒါငါအမေမျိုးလို့မဖြစ်ခဲနဲ့လေမထည့်သေးခင်မမနက်ငယ်မှာအင်အားပြင်းငလေလောက်ခတ်မှုကြောင့်စုစုပေါင်းပေဆုံးသူအရေးအတွက်၄346ရောင်းနေ ထိခိုက်ဒဏ်ရာရသူ9830ယောက်အထိရှိလာပြီးလူ210ယောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ653ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ9ရက်နေ့ညနေ9:00နာရီထိစုစည်းရရှိထားတဲ့အချက်လက်တွေကသိရပါတယ်ကျွန်တော် အောင်ခန့်ပါရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသကကြေးရွာအများစုဟာမတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်နေအိမ်နဲ့ဖုန်ကြီးကြောင်းတွေပြိုကျပျက်စီးခဲ့ရပါတယ်။ နေပြူချပြည့်စည်ခရသူတွေဟာကြက်ရှိနေသေးတဲ့ဖုန်ကြီးကြောင်တချို့နဲ့ကုန်းမြေနေရာတချို့မှာယာယီတဲထိုးပြီးနေကြရတာဖြစ်ပြီးဧပြီလ6ရက်နေ့နဲ့9ရက်နေ့နောက်ပိုင်းမှာမိုးရွာသွန်းမှုတွေရှိနေကမိုးထက်များလာမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်အခုလက်ရှိမှာမိုးကတဲရင်ကိုနေထိုင်လို့ဖြစ်အောင်တော့ပဲဆောက်လို့နေထိုင်ရတော့ဆက်လီပေါ်မှာပဲနေထိုင်ရတာတွေကြောင့်မိုးရွာပြီးလေတိုက်ရင်အဆင်မပြေဘူးလို့ပြောပါရတယ်။ မလေးတန်ခံပီးရဒေတာတွေမှာမိုးများလာနိုင်တဲ့အခြေအနေတွေကိုလည်းသတိထားဖို့မိုးလေဝသပညာရှင်တွေရဲ့သတိပေးချက်တွေလည်းရရှိထားတယ်လို့သိရပါတယ်ရှင်။အင်အားပြင်းငလေးလှုပ်ခတ်ပြီး73ရက်ကြာမြင့်ခဲ့ပေမဲ့ Sky Villa အဆောက်အဦအပျက်စီးတွေအောက်မှာရောက်နေတဲ့လူပေါင်း200ကျော်ကို April 10ရက်နေ့ထိရှာဖွေရေးလုပ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့လူမှုကွန်ရက်ကိစ္စရဲ့အဖွဲ့ဝင်တယောက်ကို DV ရဲ့သတင်းထောက်တီဝီကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ တိုင်းပြည်လာရှာဖွေရေးအခြေအနေကဘယ်လိုရှိလဲကိုအာစတိုင်းပြည်လာရှာဖွေရေးအခြေအနေကဟိုဒီတုံးနေသေးပဲဘုန်းတော်ရှာနေသေးပဲမှာတောင်းတော့ဒီကမှာ200ကျော်လောက်ကျန်သေးရမှာတော်တော့တိတ်တိတ်ကြာလို့ချင်းတလောင်းနှလောင်းအဲ့လိုမျိုးများသားဖြစ်ကြအောင်တို့ရ16လောက်အဲ့လိုမျိုးလေးပဲရှိသေးတယ်မှာအများကြီးကျန်သေးတယ်မိုးကလည်းရွာထားတော့အနှံ့သက်တယ်ရောအခုဒီမှာတော့မိုးတစ်ခါပဲရွာလိုက်တယ်မှာ ဒီမှာရောင်းလိုက်တော့နော်အဲ့တော်လေးရောအာကျွန်တော်မက်တွေမက်မက်နှစ်သက်သုံးသက်တော့ကားရတာဗောနော်ကျွန်တော်တို့တော့တွေးတဲ့အချိန်ကျရင်ဓာတ်ပုံလေးတွေးတဲ့အချိန်ကျရင်ပီပီဝဲပေါ့ပြပြပေါ်မှာဒီရှာဖွေရေးတုံးတဲ့ပစ္စည်းတွေရောလုံလောက်မှုရှိရလားအခုဘာလိုအပ်ချက်တွေရှိလဲရှင်အော်ဟုတ်ကဲ့အဓိကတော့တန်ဖြတ်ချက်တွေအဓိကတုံးတယ်မှာဒီကျွန်တော်တို့ကွန်ကရစ်တွေနဲ့တန်တာနေနဲ့တွေးရတဲ့တွေးလောင်းနေကြနေတဲ့အချိန်နောက်တော့ဘက်ဖိုးကြီးပုတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တန်ကြောင်းနေကြနေခဲ့တယ်ဗောနော်အဲတန်ကြောင်းအဓိကတော့တန်ဖြတ်တဲ့ ဆက်ပစ္စည်းမျိုးစုံပေါ့နော်တာတာလိုလိုမျိုးပေါ့နော်အဲ့လိုမျိုးတစ်ဖက်တည်းပစ္စည်းမျိုးစုံတော့တောင်းရတယ်မှာအဲစကိုင်းဗီလာဆုစုပေါင်းတို့ရှာတွေ့ရအောင်ကဘယ်လောက်လောက်ရှိပြီလဲကိုအာရှာတွေ့တဲ့လောမှာအချင်းသေးတော့ကြောင်းမတွက်နိုင်တော့တရားကျော်လောက်တော့ရှိအောင်မှာလူကြီးက150ကျော်လောက်တော့ထုတ်ယူသွားပြီပေါ့နော်အေးပေါ့အနည်းဆုံး180ကျော်လောက်တော့ကျန်မှာမှာအကိုရိုးနဲ့တူဘယ်အဖွဲ့တွေပါလဲကိုဒီရှာဖွေရေးလုပ်နေကြအာတက်စီကျွန်တော်တို့ရင်တော့ ဘလူးစကိုင်းကျွန်တော်တို့တရုတ်ကဘလူးစကိုင်းလာတွေ့တယ်ကျွန်တော်မြန်မာနိုင်ငံလူမှုကေဇယ်ရေးဖွဲ့နောက်တော့မြန်မာနိုင်ငံမီတာဖွဲ့ကျွန်တော်တို့အဲသုံးဖွဲ့ပေါင်းတယ်အခုတော့တရုတ်ကကေဇယ်ရေးဖွဲ့ရတော့ပြောင်းသွားပြီပါအမအဲ့ဒီစကိုင်းဗီလာတို့ကအဲနောက်တော့ခုနစတဲ့ခုရှိရမှာကျားတဲ့63ရောက်ရှိရမှာမာ230ရှိရအကိုတို့ကဒီဓာတ်ပေါ်ကြီးထုတ်ပြီးသွားလို့ရှိရင်ကိုကိုပြန်ကာကွယ်ဖို့ဘာတွေလုပ်ရလဲရှင် ာဓာတ်ပေါ်ကြီးကျွန်တော်တို့ကတူပီနဲ့ထုတ်တယ်ပေါ့ဒီနေ့ထုတ်ပြလို့ရှင်ဆေးဖျားနေပါမယ်ကိုဗစ်တော့လို့ပဲပေါ့ဟိုကဓာတ်ပေါ်ကြီးကတိတ်ခင်မရတော့နှစ်ထပ်သုံးထပ်တွေထွက်ရတဲ့အခြေအနေမျိုးဖြစ်နေတယ် မြန်မာနိုင်ငံမှာစကိုင်းကလင်တန်ကြောင့်လူပေါင်းထောင်ချီတိုက်ဆုံခဲ့ပြီးကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့အကြမ်းဖက်စစ်တပ်ကငလင်တန်တင်ဒိတာတွေအပါအဝင်နိုင်ငံတော်အယက်သားပြည်သူတွေအပေါ်ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တပ်မှတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်မှုရက်ဆက်ကြမ်းကြုတ်မှုနဲ့ရာဇဝတ်မှုတွေအဆုံးသတ်ခြင်းမရှိတာကြောင့်မြမပြည်သူတွေရဲ့ဒုက္ခဆင်းရဲနဲ့အသက်တွေကဲတင်မှုအာဏာသိမ်းစစ်အုပ်စုထံကိုလက်နက်ခဲရန်ဆက်လက်နက်ပစ္စည်းဂျက်လီရစီစစ်ရေးနဲ့အရက်ဖတ်နှမျိုးသုံးနိုင်တဲ့ပစ္စည်းတွေစီးဆက်မှုကိုရပ်တန့်ဖို့လဲကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကိုတောင်းဆိုလိုက်ပါတယ်။ ဧပြီလ၈ရက်နေ့ကနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ကုလသမဂ္ဂလက်နက်ဖြတ်သိမ်းရေးကော်မရှင်ရဲ့2025ခုနှစ်ဘာသာရပ်ဆိုင်ရာအထွေထွေဆွေးနွေးမှုမှာတာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တာပါ မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စမ်းသပ်ခြင်းဆိုင်ရာအလုံးစုံတားမြစ်ရေးစာချုပ် CTBD ကိုကမ္ဘာလုံးဆိုင်ရာလိုက်နာရေးကျင့်သုံးရေးနဲ့ဆက်လျင်းပြီးအလွန်အရေးကြီးတဲ့အခမ်းကဏ္ဍအဖြစ်သတ်မှတ်ထားရှိပြီးအာဏာသက်ဝင်မှုရှိစေဖို့အတည်ပြုလက်မှတ်ရေးထိုးဖို့ကြံရှိနေသောနိုင်ငံတွေအထူးသဖြင့်နောက်ဆက်တွဲအမှတ်နှစ်မှာပါဝင်တဲ့အတည်ပြုလက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့နိုင်ငံတွေအနေနဲ့နောက်နေကြံ့ကြောင်မှုမရှိဘဲအတည်ပြုလက်မှတ်ရေးထိုးဖို့လည်းတိုက်တွန်းလိုက်ပါရရှင်။ ဆက်လက်ပြီးစစ်ရေးသတင်းတပုတ်ကိုပြောပြပေးအောင်ပါပါအင်းတော်မျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့တပ်မ89တပ်မမုန်းနယ်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိထားတယ်လို့သိရပါဗျာ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစက်ကတာခရိုင်အင်းတော်မျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့တပ်မ89တပ်မမုန်းနယ်တို့စစ်ကောင်စီအဖွဲ့ဝင်190ကျော်ကိုဖမ်းဆီးရမိထားတယ်လို့မြို့နယ်ပကဖတာဝန်ရှိသူတယောက်ကပြောပါဗျာ။ဧပြီလ9ရက်နေ့ညပိုင်းမှာ အင်းတော်မြို့တွင်စစ်ကောင်စီတပ်တွေရဲ့နောက်ဆုံးလက်ကျန်ဂျပန်လိုင်ဂူကုန်းကိုတော်လိုင်းတပ်ဖွဲ့တွေအပြစ်တပ်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်အဲ့ဒီညပိုင်းမှာကတားမြို့နယ်ဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းအင်အားစုတွေဘက်ကဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲအတော့ထပ်ပြလာတဲ့ဟိုအရီကိုစကားစားရီကိုကျွန်တော်ကဗမာမြို့နယ်အဲဒီအဘောင်း PDF ကနေပြီးတော့မှ အဝိုင်းဝန်းဝပြစ်ပြီးတော့ရှာဖွေပြီးတော့မှပြစ်ခဖန်စီတဲ့အခါမှာတော့190ကျော်တော့ကျွန်တော်တို့ဖန်စီရမိတယ်နောက်ထပ်ကြံသေးတာတော့မသိသေးဘူးအဲ့ဒါတော့ကျွန်တော်နေပြီးအတွင်းမှာသတင်းစုံစမ်းပြီးတော့ရှာဖွေနေစေပေါ့ဟုတ်တယ်ဟုတ်တယ်ဘလူးအတမခဏစခွန်တမမူကနေပြီးတော့မှသူတို့အခက်အခဲပေါ့နော်ရိတ်ခါပါညာနဲ့ဖြစ်လာတော့ဒီဘက်ကိုညှိနှိုင်းပြီးတော့မှသူတို့ဖတ်တယ်ပေါ့ အမှကျွန်တော်တို့ကတားနယ်မှာမပြန်ပြီးတော့ဖမ်းမိတာပါသူတို့တွေကိုတို့တဆုတ်ခွာတပြေးတာပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီဘက် PDF တွေကကတားနယ်မှာလိုက်လံရှာဖွေပြီးတော့သူတို့ပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာတော့အမှပူအောင်အလုံးမိထားပါတယ်190ကျော်ပေါ့ အင်းတော်မျိုးကိုစစ်ကောင်စီတမ89ရှေ့တန်းဌာနကအခြေစိုက်တာဖြစ်ပြီး2024ခုနှစ်အကုလကနေ2025အပရလအထိရှစ်လအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဒေါ်လာရင်အင်အားစုတွေကမျိုးကိုပြီးသက်သိမ်းပိုက်နိုင်ခဲ့တာပါစစ်ကောင်စီကငလင်နောက်ဆက်တွဲကိစ္စရေးဆောင်ရွက်နိုင်ဖို့အပြည့်ရဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာလည်းအင်းတော်ဒေသကိုနေတိုင်းလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် အဲ့တော့ကတ္တနုနဲ့အတွင်းမှာတော့လေကြောင်းတက်ခိုက်မှုလုံးဝမရှိဘူး။ဒါပေမဲ့အင်းတော်ကတော့လေကြောင်းကတော့ပုံမှန်တက်ခိုက်နေပါတယ်။အဲ့ဒါတော့အဲသူ့လူတွေဘယ်ရောက်လို့ဘယ်ပေါက်မှန်းတော့သူတို့တရင်အဆက်တွေမရောက်တော့ဘူးထင်တယ်။အဲသူတို့ရှိကပစ္စည်းအလုံးအတိုင်းဘက်ကသိမ်းမိထားတဲ့အခါကျတော့လေအင်းတော်မျိုးတင်တိုက်ပွဲကနေဟာဝီဇာနယ်လက်120မမနယ်လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်ခဲယမ်းမိကြောက်အမြောက်အများတင်ပတ်ရရှိတယ်လို့အန်ယူဂျီကထုတ်ပြန်ထားပါတယ်။ ကာတုံလုံးခန့်အတွင်ကတာဒီတိုင်အင်းတော်ကောလင်းဝင်းတူပင်လယ်ဘူးကမ်ဘလူးကျွန်းလာနဲ့ဇီကုံစရဲမျိုးတွေပါဝင်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ပင်လယ်ဘူးမျိုးကိုတင်ပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပြီးလက်ရှိမှာအင်းတော်မျိုးကိုချမှန်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒီမှာဟနာပါ ားတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအလုံးခွင့်ပြုချက်တောင်းခံဖို့လိုအပ်ပြီးစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှတာခွင့်ပြုပေးနိုင်မယ်လို့စစ်ကောင်စီကထုတ်ပြန်ထားတာကြောင့်မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြရပြီးအကူအညီတွေပေးနေတဲ့လူငယ်တချို့ကလည်းကူညီရေးလုပ်ငန်းတွေကိုရပ်ထားရတယ်လို့ဆိုပါတယ်။မြသစင်ကပေးပို့ထားပါတယ်ရှင်။ငလင်တန်တဲ့ဒေတာတွေကမြေပြင်ကူညီကယ်ဆယ်ရေးတွေအလုံးခွင့်ပြုချက်တောင်းခံမှုလိုအပ်ပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ဆောင်မှသာခွင့်ပြုပေးနိုင်မယ်လို့ဒုတိယစစ်ကောင်ဆောင်ဗိုလ်ချုပ်စိုးဝင်းကဧပြီ9ရက်နေ့ပြီးတော့မှပြုလုပ်ခဲ့တဲ့ငလင်တုတ်ပြန်ရေးအစည်းအဝေးပွဲမှာပြောခဲ့တာကြောင့်မြေပြင်မှာကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့အခက်တွေ့နေကြရတယ်လို့ပြည်ထောင်လှုပ်ဆောင်သူတွေကဆိုကြပါတယ်။မတ်လ28ရက်နေ့ကအင်အားဖြင့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်မြေပြင်မှာအဆက်မပြတ်ကူညီမှုတွေလှုပ်ဆောင်နေတဲ့လူငယ်တွေက ီလိုကွန်ပျူတာတွေမတင်ချင်လို့အခုတော့ကုညီမှုတွေရန်နာထားတယ်လို့လည်းဆိုပါတယ်။မန္တလေးမြို့ဒေသခံတဦးကလည်းအုပ်ချုပ်ရေးမှုတွေကကုညီကယ်ဆယ်ရေးတွေကိုကန့်သတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲဒီဟာကအကောင့်တွေပေါ်လာတဲ့တန်တဲ့အုပ်ချုပ်လူပြောလို့ရတယ်အုတ်ချုပ်ရေးမှုတွေပေါ့ရေရတိအုတ်ချုပ်မှုတွေကအကောင်လေပေါ်နေတာပေါ့လေဆိုတော့ဟိုဘလူတွေခက်ခဲနေကြုံနေရလဲဆိုတော့ကျွန်တော်တို့အလူရှင်တွေကလာလှူတဲ့ဟာမျိုးတွေကိုဟိုလူ ဒီဒါမီတာတို့ confirmation ရှိရလားတို့မရှိရင်ဒါမီတာတို့ဟိုတချို့နေရာတွေမှာဆိုရင်ဖန်ဖန်နဲ့ assembly ရှိတယ်လို့တော့ကျွန်တော်ကြားတယ်ဆိုတော့နောက်တစ်ခုကကျတော့ဟိုအလူပစ္စည်းတွေပေါ့လေရောပါပစ္စည်းတွေပြီးအလူပစ္စည်းတွေကိုဟိုသူတို့ဟိုထားခဲ့သူတို့ဝေမယ်ဆိုတာမျိုးဟိုကန့်တတာမျိုးတွေပေါ့လေကိုအလူရှင်တွေကလက်လက်တိလက်ရောက်လူကျင်တော်လဲအလူဝင်မပြီးတော့ပဲဒီထားခဲ့အဲသူတို့လက်ခံထားမယ်ဆိုတာမျိုးတွေလောက်လာတာမျိုးတွေရှိတယ်ပေါ့လေအဲ့ဒါမျိုးတွေကြတော့ဒီလူရှင်တွေလက်ထဲ အလူရှင်တွေကနေပြီးတော့ဒီခုဒုက္ခရောက်နေတဲ့အပြည်သူတွေလက်ထဲအမှန်တကယ်ရောက်လားမရောက်လားဆိုတာအခြေအနေကတော့ကျွန်တော်မသိနိုင်တော့ဘူးဆိုတဲ့ဟာပြန်ဖြစ်တာပေါ့လေဟုတ်ငလင်ဘေးတန်တဲ့နေရာဒေသတွေကလိုအပ်နေတဲ့အကူအညီတွေကိုလှူဒန်းကူညီပေးနေတဲ့ပရဟိတလူငယ်တဦးကတော့လက်ရှိမှာ အကူအညီ ပေးတာတွေရပ်ထားတယ်လို့ဆိုပါတယ်သူရဲ့ပြောဆိုမှုကိုတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတော်တယောက်ကအတန်စားထုတ်ဖတ်ကြားပေးထားပါတယ် လက်တလောကူညီရေးတွေလုပ်ဖို့ခွင့်ပြုမိန်တင်ရမယ်လို့ပြောလာပါတယ်ကျွန်တော်တို့ဒီလိုတွေမတင်ချင်လို့ကူညီတာတွေရက်လိုက်ပါပြီခင်ဗျအကောင်လဲတစ်ခုမှမရှိတဲ့နိုင်ငံမှာကိုယ်လိုမဟုတ်တာဝင်လုပ်ပေးနေရတာတော့မှကြောက်လန့်နေရတယ်လက်ရှိမှာမြန်မာနိုင်ငံကငလင်ဘေးဒဏ်သင့်ဒေသတွေအနေနဲ့အကူအညီတွေများစွာလိုအပ်နေဆဲဖြစ်ပြီးဒီလိုအကူအညီပေးမှုတွေကိုစစ်ကောင်စီကကန့်သတ်မှုတွေလုပ်လာတာဟာငလင်ဘေးဒဏ်သင့်ပြည်သူလူထုအတွက်အခြေအနေတွေပုံမဆိုးရွားလာနိုင်တယ်လို့လည်း ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့လူငယ်တွေကဆိုကြပါတယ်။အဲ့ဒါမျိုးတွေကိုကန့်သတ်လိုက်ခြင်းအားဖြင့်ဟိုတကယ်ဒုက္ခရောက်နေတဲ့အဲပြည်သူလူထုကလူသားချင်းစာနာထောက်ထားမှုကိုကြီးတရားခက်ခဲသွားနိုင်တာမျိုးဖြစ်တဲ့ပြီးတော့သူတို့ဒီကကန့်သတ်ခြင်းတာကတော့ ဒီမျိုးတွေကို PDF တွေပါပြီးဝင်လာမှစိုးရိမ်တယ် UNG ရဲ့ထောက်ပံ့တွေဝင်လာမှစိုးရိမ်တဲ့အတွက်ဒါမျိုးတွေကန်တက်ဖြစ်လိုက်တာမျိုးဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်လည်းလုံနိုင်လာတာဆိုတော့မလုံနိုင်ပဲကန်တက်လိုက်တာမျိုးဆိုတော့သူတကယ်တကယ်ဒုက္ခပေးထန်သားနေရတဲ့ပြည်သူတွေပေါ်မှာဒါလေဒုက္ခပေါ်ဒုက္ခဆူရောက်သွားတဲ့အခြေအနေမျိုးတွေပြုဖြစ်လာနိုင်တာပေါ့လေဒါကြောင့်မလို့နိုင်ငံတကာဖွဲ့စည်းရေးအားလည်းဒီ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 ထောက်ပြန်ချက်ဒီဒီပြောဆိုချက်ပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်တဲ့ PR ပေးတဲ့ပေါ့လေဒါဖြစ်နေကြအောင်လေ မတ်လ28ရက်နေ့ကအင်အားဖြင့်စကိုင်းငင်လင်ကြီးလှုပ်ခတ်ခဲ့တာဟာဧပြီလ9ရက်နေ့အထိဆိုရင်စနစ်ရကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးမြေပြင်မှာလိုအပ်ချက်တွေမြင့်မားနေစေဖြစ်တယ်လို့စနစ်တကျအကူအညီပေးမှုတွေလည်းလိုအပ်နေစေဖြစ်ပါတယ်။ဧပြီလ9ရက်နေ့မြန်မာစံတော်ချိန်ညနေ9နာရီအထိ DVB data တင်းကကောက်ယူထားတဲ့အချက်လက်တွေအရငလင်ကျောက်သိမ်းဆုံးသူ4346ရောက်ထိခိုက်ဒဏ်ရာရရှိသူ9830နဲ့ ျောက်ဆုံးသူဦးရေ230ရှိသွားပြီပဲဖြစ်ပါတယ်။ကျမမြေသိစင်ပါရှင်။မတ်လ28ရက်နေ့မှာစကိုင်းကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့နောက်မှာဧပြီလ9ရက်နေ့ညပိုင်းအထိပြင်းအားရစ်စတာစကေး၄ကနေ9.9ရှိတဲ့ငလင်ပေါင်းအကျိန်80လောက်အပါအဝင်နောက်ဆက်တွဲငလင်တွေအကျိန်400ကျော်လုပ်ခတ်ခဲ့တယ်လို့မိုးလေဝသပညာရှင်အဝင်းနိုင်စီကသိရပါဗျ။ Richter scale 9.8ရှိတဲ့ငလင်ပြီးခဲ့တဲ့နောက် Richter scale 9ရှိတဲ့ငလင်ကတစ်ကြိမ်ပြင်းအား9ကနေ9.9ရှိတဲ့ငလင်က12ကြိမ်ပြင်းအား4ကနေ4.9ရှိတဲ့ငလင်က68ကြိမ်ပြင်းအား3ကနေ3.9ရှိတဲ့ငလင်က182ကြိမ်ပြင်းအား1ကနေ2.9ရှိတဲ့ငလင်ကတော့162ကြိမ်ရှိတယ်လို့ဆိုပါတယ် စကိုင်းကလေးအပြီးတရင်နှစ်ပတ်လောက်အတွင်းမှာနောက်ဆက်တွဲငလင်အကျင့်ရေ423ကျင့်ရှိပြီးဒါတွေဟာထိုင်းမိုးလေဝသဌာနငလင်ဌာနရဲ့အချက်အလက်တွေကိုရယူထားတာလို့သိရပါတယ်ရှင် အင်အားဖြင့်ငလေလောက်ခတ်လာတာဟာဧပြီလ10ရက်နေ့နဲ့ဆိုရင်14ရက်မြောက်နေ့ဖြစ်ခဲ့ပါပြီ။နိုင်ငံတော်အသေးဆုံးထိခိုက်မှုတွေကလည်းတနေ့ထက်တနေ့တိုးလာတာကိုမြင်တွေ့ကြမှာပါ။ဒီထဲမှာမတန်ဆွမ်းသူတွေလည်းပါဝင်နေတာကြောင့်အကူအညီလိုအပ်နေတဲ့မတန်ဆွမ်းတဲ့သူတွေကိုမြန်မာနိုင်ငံမျက်မမြင်အသေးအနေနဲ့ဆက်သွယ်ရသလောက်ကူညီထောက်ပံ့မှုတွေပေးနေသလိုအကူအညီလိုအပ်နေတဲ့မတန်ဆွမ်းတွေအနေနဲ့လည်းအသင်းကိုဆက်သွယ်အသိပေးကြဖို့ပြောဆိုထားတဲ့အကြောင်းအသင်းတော်ဝန်ရှိသူတအုပ်ကို DV ရဲ့တရေတောက်ဒီဇူလိုင်ကဆက်သွယ်ပြီးမြန်ထားပါရရှင်။ ဟုတ်ကဲ့ပါရှင်ဟိုဟာအရင်ဆုံးသိကျင်တာပေါ့နော်ငလင်တန်တင့်ဟိုဒေတာတွေမှာရှိတဲ့ဒီမတန်ဆွမ်းနေအတွက်အခုတို့ဘာတွေလှောက်ဆောင်နေလဲဆိုတာလေးအရင်ဆုံးသိပြရစီရှင်ဟောမြန်မာနိုင်ငံမျက်မှောက်များအသိကအဲ့ဒီစကိုင်းတို့မန္တလေးတို့နော်ပဲခူးတိုင်းတို့ဒီဒေတာတွေမှာမြန်မာနေအပါဝင်မတန်ဆွမ်းတွေအများကြီးရှိတယ်ဆိုသိပြီးသားလေကူညီနိုင်ကြလားကူညီကြမယ်ဆိုပြီးတော့မှစပြီးတော့မှကျွန်တော်တို့အခုဟိုပံ့ပိုးရဲ့အစီအစဉ်တွေလုပ်ပြီးကြပြီ ဲ့အခုတော့ဘယ်လိုပံ့ပိုးလဲဆိုတိတိကျကျကငလျင်ပေးတဲ့ကိုဟိုအန်ဒီကင်းနေနေရာကိုရှောင်နေမှုလိုတဲ့ခီးလေးပံ့ပိုးပေးတာရှိတယ်လိုတဲ့ဆေးဝါးသုံးဆောင်ပစ္စည်းတွေကိုပံ့ပိုးပေးတာရှိတယ်နောက်တစ်ခုကအဲယာယီတဲအင်းလေးတွေပေါ့နော်စောက်ပြီးတော့နေထိုင်နိုင်မှုအဲပံ့ပိုးပေးတာရှိတယ်အခုဒီနေ့ဒီနေ့ထိဆိုလို့ရှိရင်တော့စုစုပေါင်းပံ့ပိုးပေးခဲ့တဲ့လူဦးရေက89ယောက်ရှိပါပြီပေါ့နော်အဲ့ဒီထဲမှာအညာယုံမတန်ဆန်းသူ89ဦးရှိတယ်ကိုယ်ညာမတန်ဆန်းသူက9ဦးရှိတယ် ညာရင်မတန်ဆန်းမှုက2ဦးရှိတယ်။စုစုပေါင်းငွေ3300နဲ့30ကျော်ကျော်ရှိမယ်။ကျွန်တော်ဒီအကြောင်းမှတ်ပြီးတော့အဲ့ပါဝင်ကျင်လို့ရှိမယ်။ကျွန်တော်ပံပိုးပြီးနေခဲ့တယ်ပေါ့နော်ပြောချင်တာ။နောက်ပိုင်းမှလည်းဆက်ပြီးတော့ပံပိုးပြီးတော့ရှိတယ်။ကျွန်တော်တို့ဟိုအာပြည်ရင်းဒီကအလှူလာတဲ့အလှူရှင်တွေလည်းရှိတယ်။ကျွန်တော်တွေတော့အတင်းရတာတည်းလောက်လုပ်နိုင်တယ်။တကယ်တော့လုံရမဲ့အရာတွေကတော့လုံဖို့လိုအပ်နေရတာအများကြီးပဲ။အဲထိခိုက်ခံရတဲ့မတန်ဆွမ်းတွေကအများကြီးပဲလေ။အဲ့တော့ တနင်္လာညတော့အချက်ချက်အချက်ချက်တဲ့ဒေတာကြီးတွေကနေပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ပံ့ပိုးနေဦးမှာဖြစ်ပါတယ်လို့ပြောပြခြင်းပါတယ်ဗျဟုတ်ကဲ့ပါကိုကိုရိုပန့်ပိုးတဲ့နေရာမှာရောဘလို့ပုံစံမျိုးပန့်ပိုးရလဲရှင်အချို့နေရာတွေမရောက်သေးဘူးလို့ကြားရရှင်အဲ့တော့ဟိုဘလို့မျိုးကိုရိုပန့်ပိုးပေးရလဲဆိုတာလေးပြောပြပေးပါဦးရှင်အော်တကယ်တော့ကျွန်တော်တို့ဘက်ကဆက်ဆက်တွေ့တာပေါ့နော်ကျွန်တော်တို့ဒီငွေရင်းဆက်ဖြစ်ပြီးဆိုတော့ကျွန်တော်ခုနကပြောတဲ့28နေရာပြီးတော့29နေရာဆက်ပြီးတယ်လီဖုန်းနဲ့ဆက်တွေ့တယ်ဒါပေမဲ့ဆက်တွေ့တဲ့အခါမှာတယ်လီဖုန်းလိုင်းတွေကမကောင်းသေးဘူးလေ ကျွန်တော်ဒီမှာဖုန်းနံပါတ်တွေရှိတယ်လေမမြင်နေနေဖုန်းနံပါတ်တွေရှိတယ်ဒါပေမဲ့ကျွန်တော်လူတွေဆက်သွယ်လို့မရဘူးတယ်လီဖုန်းလည်းမကောင်းဘူးဆိုတော့အားလုံးကအတီးပဲအတီးပဲလေနော်တချို့ကျတော့ဖုန်းနဲ့ဘယ်လိုမှဆက်သွယ်လို့မရဘူးမရလို့မရလို့ခြံထားကြရရရှိတယ်အဲ့တော့ခုထိတော့စီးနေရတော့အများကြီးရထားပြီးတော့ဒါပေမဲ့မပြီးသေးဘူးပံပိုးရဲ့လုပ်တရားလေကျန်နေသေးတယ်ဆက်ပြီးသွားဆက်ပတ်မှုပြရမှာအခုကျွန်တော်ပြောပြောချင်တာအဲဖတ်ဆက်တာတော့ကျွန်တော်တို့ဘယ်ဆက်တာပေါ့နော်သို့တော့ဟိုကာရီကန်ချင်းကျွန်တော်တို့ဒီငလီမီရတဲ့မတန်ဆန်းတဲ့သူတွေကလည်းကို ခံစားရတဲ့အခြေအနေကိုဖြစ်တဲ့အခြေအနေကိုလည်းကိုကရင်းနှီးပွင့်လင်းစွာယူသားစွာနဲ့ပြောပြရမယ့်အတိုင်းပေါ့ self advocacy ပေါ့အဲ့ဒါမတန်ဆန်းနိုင်မှာအဲ့တောင်ရှိတယ်။တစ်ခါကလူများဆက်သွယ်လာမှဆောက်လာမှာမဟုတ်ဘူးကိုကိုယ်တိုင်ကအာအရင်တော့လည်းသူတို့ပဲဆက်သွယ်နေကြပဲငါတို့လည်းခုလည်းဆက်သွယ်လာဆိုဆောက်လို့တော့မရဘူးပြ။ဘာလို့မဆိုရဘာလို့မဆိုကိုရဲ့ကိုဘဝအတမွေးမှကြကိုအသက်အဲ့ဆက်နိုင်ဖို့တော့ကိုကလိုအပ်ချက်တွေပြည့်စုံဖို့တော့ကိုကစတောင်းဆိုရတာလေတောင်းဆိုတိုင်းလည်းမရနိုင်ကြဘူးပြပြောချင်တာလေသူတို့မရနိုင်ရနိုင် တောက်ဆိုမှာကိုကပဲကိုကကိုကဆက်လုပ်ရတာပေါ့နော်ညနေညနေအများကြီးပဲလေနော်6သိန်းလောက်ရှိတာပဲဗျာနော်အဲ့တော့ကျွန်တော်တို့အဲ့ဒီတော့6သိန်းလောက်ဒီကိုအကုန်လုံးတော့ညနေတည်းကတော့ပတ်ကိုတိုင်တယ်လို့အခြားသောမတန်ဆန်းနေလဲအကုန်လုံးမပတ်ကိုနိုင်နေဘူးကျွန်တော်ပတ်ကိုနိုင်တဲ့အတိုင်းဒါဖမ်းမရှိရှိတယ်နော်ညီမနိုင်ငံမှာလည်းအသင်းဖွဲ့တွေကဒီညီမနိုင်ငံမြန်မာညားတင်းတာမကအဖွဲ့အစည်းအများကြီးရှိတယ်သူတို့တွေလည်းသူတို့အတန်းနဲ့တော့ပတ်ကိုကိုယ်တော်ပြင်ဆင်ဆောင်ရင်းနေလေလို့ကျွန်တော်တို့နားလဲရတယ်လုပ်လေလုပ်နေကြတယ်တချို့လည်းပတ်ကိုနေကြတယ်ပေါ့နော်အဲ့တော့ တခါတခါကျတော့တယ်လီဖုန်းနဲ့အခက်ခဲကြောင်ဖြစ်နေတယ်တခါတခါကျတော့ကျွန်တော်တို့မပြောင်းသန်းသူတွေနဲ့အတင်းဖွဲ့တွေကအဲပတိအချက်လက်နော်ပတိအချက်လက်ဟိုရရအုပ်ပြုနေမှုမှာအားနည်းချက်တွေရှိတာကြောင့်ဖြစ်နေတယ်တခါတခါကျတော့ကျွန်တော်တို့ဟိုသဘောမပေါက်တာတွေပေါ့နော်လုံထုံလုံနည်းတဲ့သဘောတဘာဝတွေနားမလည်တာကြောင့်ရှိနေတယ်အဲအဲ့လိုချက်တွေလက်ပြီးကြောင့်ကျွန်တော်တို့တကယ်ပဲအမှန်တကယ်လူအပ်နေတဲ့မတန်ဆွမ်းတဲ့သူတွေစီကိုအကူအညီမရောက်တာတွေအဲရှိနေပါတယ်လို့ ဟုတ်ကဲ့ပါကိုနောက်ထပ်တစ်ခုอ่ะဗောနော်ကိုတို့ဒီငလင်းတန်အတင်းဒေတာတွေက မတန်ဆွမ်းနေနဲ့ပတ်သက်ပြီးတော့ဟိုဘယ်နဲ့ဦးလို့ထိခိုက်တာလို့ဘယ်နဲ့ရောက်လို့ဟိုတည်ဆုံသွားတာလဲဆိုတာတွေရောစရင်ကောက်ယူတာကောက်ယူနေတာတွေရှိလားရှင်အခုလောလောဆယ်သိထားသလောက်ကတော့ကျွန်တော်တို့သခိုင်းကအကြောင်းသူတယောက်ခွဲလွန်သွားတည်တယ်အဲ့ဒါမျက်စိနဲ့မြင်နေသူမန္တလေးကနာမကျတဲ့ခွဲလွန်သွားတဲ့သူတရင်ကြတယ်သူကနာမကျတယောက် စနရီရတော့မျက်စိမြင်တဲ့သူတွေကတော့ကိုကိုလက်အဲခြေတော့ဒီဟလာအထိခိုက်သွားတာရှိတယ်တော့ကိုင်းငါမတန်ဆွမ်းတဲ့သူတွေထိခိုက်သွားတာရှိတယ်အင်ကြီးတက်စီးသွားတယ်ဗောနော်အင်ကြီးရေဘက်ကိုဂျုံသွားတာတော့ဟလာအဲသူတို့အလုံးလုံးနေတယ်နော်ဟိုအချိုးပြနေခန်းကြီးအလုံးလုံးနေရပြူသွားတာတော့ ပြက်စီးသွားတာတော့လူမျိုးလို့မရတာအဲ့ဒီအချိန်ကြောင်းအလုပ်တွေပြိတ်ထားလိုက်ရတာရှိတယ်ဒါကြောင့်ပြည်စီအနေနဲ့သူတွေနဲ့ပတ်သက်လို့ဆိုရင်အမြန်မတန်ဆန်းသူတွေနဲ့ပတ်သက်လို့ဆိုရင်သူတို့အလုပ်ခိုင်ခွင့်နဲ့ဆုံးရှုံးသွားပြီးညီညာဆုံးရှုံးသွားတယ်။ကိုယ်ညာမတန်ဆန်းသူတို့ပြင်ရမှာလည်းညီညာဆုံးရှုံးသွားတာရှိတယ်။စာဝေးကြီးချက်တဲနေတာရှိတယ်။ပရိုဒ်ဆာမှုလေးကြီးကြီးကြီးပုံစံလေးရှိတဲ့။အဲဒါစာဝေးကြီးချက်တဲသွားတာရှိတာပေါ့နော်။ဒီလိုချီဒီမျိုးဆိုရင်ကစီးပွားရေးတွေကဘာလို့အလုပ်ခိုင်ခွင့်နဲ့ပုံမှန်ချီဒီမဟုတ်တော့ပြည်စီအနေနဲ့သူတွေလည်း အလုပ်လုပ်လို့မရဘူးအလုပ်လုပ်လို့မရဘူးဝင်ဝင်ဒီစီဝင်ဝင်မရဘူးဒီစီဝင်ဝင်မရတဲ့တောက်ဝင်ဒီစီချက်နေတာပေါ့ကွာနော်ပြောချင်တာအဲ့ဒါမျိုးကြီးဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါကိုနောက်ဆုံးပြည့်စွက်ပြောချင်တဲ့စကားရဲ့နောက်ပြီးတော့မီဒီယာနေတစင်မဆိတ်ပေးချင်တဲ့စကားရှိရင်ပြောပြပါအောင်ရှင့်အဲကျွန်တော်တို့ဒီနောက်ဆုံးနေနဲ့ကျွန်တော်မြေတားရခံနေတာတော့ကျွန်တော်တို့ဟို89ရာမတန်ဆန်းသူတွေညဉ့်ညီအားလုံးပပူးနိုင်တယ်ဆိုတာ ARV ဘကူတိုင်းဒေသကြီးပါတယ်မန္တလေးတိုင်းဒေသကြီးပါတယ်စကိုင်းတိုင်းဒေသကြီးဒီတော့သူနေနေပြီးတော့ဒါတွေပါတာပေါ့နော် ဒါပေမဲ့တကယ်လူအချင်းနဲ့နိုင်ဆိုင်တာအများကြီးနေနေပြီးလို့ဆိုတော့ကျွန်တော်တွေ့ရတယ်နော်ကျွန်တော်တို့မတန်ဆန်းသူတွေရဲ့ကုညီကြေးစေးလုပ်ငန်းပြန်နေတူတော်ရဲ့လုပ်ငန်းတွေတလေကိုကြည့်တဲ့နိုင်ငံတွေပြည်သူတွေသူတွေကဒီကျွန်တော်တို့မတန်ဆန်းအသင်းဖွဲ့များပေါ့နော်မြန်မာနိုင်ငံမြန်မာနိုင်ငံအသင်းပါဝင်မတန်ဆန်းအသင်းဖွဲ့တွေကိုတမင်ကလူတန်းပေးကြပါလို့ကျွန်တော်မြတ်တရားခံနေတယ်ကျွန်တော်တို့တစ်ခါတခါကျတော့မတန်ဆန်းတဲ့သူတွေရဲ့ဖွံ့ဖြိုးရေးတွေပြန်နေတူတော်ရေးတွေဆိုတာတစ်ခါတခါကျတော့အာအချောင်းချောင်းချောင်းမိသွားတယ်အနောက်ရောက်သွားတဲ့အခြေအနေမျိုးတွေ ဒီတမိုင်းမှာအများကြီးဖြစ်ခဲ့တာကြုံရဘူးလေနော်ဒါကြောင့်ကျွန်တော်တို့အခုမြန်မာနိုင်ငံများတဲ့အလုပ်ရဟိုဖိတ်ခေါ်နေတယ်နေရနေတယ်ဖိတ်ခေါ်နေတယ်ကုညီဘူးဘာဝတူရပြီးပါဆိုအစီအစဉ်မှာလည်းကုညီဘူးဘာဝတူရပြီးကြဖို့ညတရခံလို့ပဲအခြားသောမတန်ဆန်းအဖွဲ့အစည်းတွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီးကုညီလူ့ရန်ပေးခြင်းအပြင်မြန်မာနိုင်ငံမှာရှိနေကြတဲ့မတန်ဆန်းတွေပေါ့နော်ကျွန်တော်တို့နိုင်ငံလူကြီးရဲ့ဆက်နေတဲ့မှာရှိရတဲ့ခိုင်နှုံးသောမတန်ဆန်းတွေဒီနေ့ဆိုပူးပေါင်းများတယ် နော်မတန်ဆန်းပြီးတော့တနည်းဒီပူပူများနေတဲ့အချိန်ကြီးအချိန်ကြီးအကြောင်းကြောင်းကြောင့်မတန်ဆန်းမှုတွေများနေတယ်အဲဒီဒီလူတွေကိုကျွန်တော်တို့ကူညီပံ့ပိုးပေးကြပါဆာနာပေးကြပါနားလည်ပေးကြပါလို့ကျွန်တော်မြင်မြင်တရားခံနေပါတယ် ငလင်တန်တဲ့မန္တလေးမြို့မှာအမေရိကန်အခြေစိုက် World Central Kitchen အဖွဲ့ဟာချက်ပြုတ်စားတောက်နိုင်တဲ့ရိတ်ခါထုတ်တွေကိုဧပြီလ9ရက်နေ့ကစတင်ဖြန့်ဝေနေပြီဖြစ်ပါတယ်။ရိတ်ခါထုတ်ထဲမှာဆန်၊ပယ်၊မဆလာနဲ့ငပိတို့လိုမျိုးမြန်မာအကြိုက်ချက်ပြုတ်စားတောက်စရာအမြင့်90ကျော်ပါဝင်ပြီးမိသားစုတစ်ခုကိုတစ်ပတ်လောက်စားတောက်နိုင်မယ်လို့ဆိုပါတယ်။ မိသားစုထောင်နဲ့ခြေအတွက်ဖြန့်ဝေတယ်လို့ဆိုပြီးသက်ဆိုင်ရာဒေသထဲမှာပဲဒေသထွက်ကုန်တွေနဲ့စီစဉ်ထုတ်ပိုးထားတဲ့ရိတ်ခါတွေကငလင်ကြောင့်စားနပ်ရိတ်ခါရဖို့ခက်ခဲနေတဲ့မိသားစုတွေအတွက်အများကြီးအထောက်အကူဖြစ်စေမယ်လို့သူတို့ကထုတ်ပြန်ထားပါတယ်။ World Central Kitchen WCK ဟာအရေးပေါ်အခြေအနေမှာစားနပ်ရိတ်ခါတွေဖြန့်ဝေပေးတဲ့အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးစဖို့မှု Jose Andre က2010ခုနှစ်ဟီတီငလင်လှုပ်ပြီးရနောက်စတင်တည်ထောင်ခဲ့တာလို့သိရပါတယ်ရှင်။